ကြံဖတ်မှုအဆုံးသက်ရေးလူသားချင်းစာနာမှုအကြက်တဲရောပါစေရေးနဲ့ရေရှည်ညီညာရေးပံ့ပိုးကူညီရေးကိုအလေးထားပြီးစိုးဝါလာတဲ့မြမရေးဖြည့်ရှင်မှုအာဆီယံဖွဲ့နဲ့အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း OIC ကြားပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ဖို့မလေးရှားနိုင်ငံကတောင်းဆိုလိုက်ပါတယ်မလေးရှားနိုင်ငံကမြမအရေးကိုအလွန်အမင်းစိုးရိမ်မိပြီးရိုဟင်ဂျာတွေရခိုင်ပြည်နယ်ကိုဘေးကင်းလုံခြုံစွာ ကုန်တိတ်ခါရှိရှိနေရပြန်နိုင်ဖို့လိုအပ်တယ်လို့မလေးရှားနိုင်ငံသားဝင်ကြီးမိုဟာမက်ဟက်ဆန်ကတနင်္ဂနွေနေ့မှာတူရကီနိုင်ငံမှာကျင်းပတဲ့ရိုဟင်ဂျာဆွေးနွေးပွဲမှာပြောပါရယ်မြန်မာပြည်ပခဖြည့်ရှင်းရမှာအပြူသဘောဆောင်တဲ့နီလန်တခုလှုပ်ဆောင်မှုမလေးရှားနိုင်ငံကတန်နိဋ္ဌာန်ချထားပါရယ် အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးမှုပြုလုပ်ဖို့အကြံဖတ်မှုတွေရက်စဲဖို့နဲ့လူသားချင်းစာနာမှုအကူအညီပေးမှုအရှိန်မြှင့်ဖို့ဆိုတဲ့အရေးပါတဲ့နယ်ပယ်သုံးခုခွဲခြားထားပါတယ်လို့သူကဆိုပါတယ်မလေးရှားနိုင်ငံက OIC အဖွဲ့ဝင်တွေနဲ့သက်ဆိုင်သူတွေကြားပုံမိုထိတွေ့ဆက်ဆံမှုကိုအားပေးပြီးအကြမ်းဖက်မှုတွေအဆုံးသတ်ရေးလူသားချင်းစာနာမှုအကြက်တဲဖြေလျှော့ရေးနဲ့မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးရရှိရေးကိုအလေးထားပါတယ်လို့၎င်းကဆက်ပြောပါတယ်။ မလေးရှားနိုင်ငံဟာအာဆီယံအထူးကိုယ်စားလှယ်အော်တမန်ဟာရှင်းကတဆင့်မြန်မာနိုင်ငံရှိသက်ဆိုင်သူအလုံးနဲ့ထိတွေ့ဆက်ဆံမှုတွေပြုလုပ်ခဲ့တယ်လို့မိုဟာမက်ဟဆန်ကရှင်းပြပါရယ်အဲဒီလိုထိတွေ့ဆက်ဆံမှုကလူသားချင်းစာနာမှုအကူအညီပေးမှုလိုမျိုးဦးစားပေးလုပ်ငန်းတွေအတွက်ပုံမနှိုင်းနဲ့ပူးပေါင်းဆောင်ရွက်မှုအတွက်အရေးပါတဲ့လှုပ်ဆောင်ချက်ဖြစ်လာမယ်လို့သူကဆိုပါရယ် ရုရှားသမ္မတဗလာဒီမာပူတင်ကနေတိုးခေါင်းဆောင်တွေကိုဝေဖန်ခဲ့ပြီးတော့ကမ္ဘာလုံးဆိုင်ရာလက်နက်ပြိုင်ပွဲတစ်ခုကိုအရှိန်မြှင့်နေတယ်လို့ပြောကြားလိုက်ပါတယ်။ဒီဟိတ်မျိုးမှာနှစ်ရက်တာကျင်းပမဲ့နေတိုးထိပ်သီးဆွေးနွေးပွဲမတိုင်မီတနင်္လာနေ့ကမော်စကိုမြို့တော်မှာသူကအခုလိုမိန့်ခွန်းပြောခဲ့တာပါ။ဒါဟာကမ္ဘာလုံးဆိုင်ရာစီရေးပြိပခါနဲ့လက်နက်ပြိုင်ဆိုင်မှုအရှိန်မြင့်စေတာကိုမိမောင်းထိုးပြတာပါလို့ ကာကွယ်ရေးအသုံးစိတ်တိုးမြင့်ဖို့နေတိုးအဖွဲ့ခေါင်းဆောင်တွေသဘောတူညီနိုင်မှုကို၎င်းကမှတ်ချက်ပြုပါရယ်နေတိုးအဖွဲ့ခေါင်းဆောင်တွေဟာရုရှားဥရောပတိုက်ကို ကျူးကျော်နိုင်မှုနဲ့ပတ်သက်လို့ဇလန်းတခုကိုလှုပ်ကြံပြောဆိုခဲ့ပြီးပြည်သူတွေကိုအထင်မှားစေခဲ့တယ်လို့ပူတင်ကပြောပါရယ်ပထဝီနိုင်ငံရဲ့တင်းမာမှုတွေအချိန်မြင့်နေစဉ်ရုရှားနဲ့မဟာမိတ်တွေရဲ့လုံခြုံရေးကိုတွန်းမြင့်မဲ့တင့်တော်တဲ့အစီအမံတွေလှုပ်ဆောင်မှုကျွန်တော်တို့တနိဋ္ဌာန်ချထားသလိုရုရှားရဲ့ချုပ်ချာအာဏာနဲ့ လွတ်လပ်တဲ့ဖွံ့ဖြိုးတိုးတက်မှုကိုကာကွယ်ဆောင်ရှောက်ဖို့စစ်တပ်ကိုခေမီအောင်လှုံ့ဆော်သွားမှမယ်လို့၎င်းကဆက်ပြောပါရယ်ပထဝီနိုင်ငံရေးတင်းမာမှုတွေအချိန်မြင့်နေစဉ်ရုရှားနဲ့မဟာမိတ်တွေရဲ့လုံခြုံရေးကိုတိုးမြင့်မဲ့တင့်တော်တဲ့အစီအမံတွေလှုံ့ဆော်မှုကျွန်တော်တို့တန်ိဋ္ဌာန်ချထားသလိုရုရှားရဲ့ချုပ်ချာအာဏာနဲ့လွတ်လပ်တဲ့ဖွံ့ဖြိုးတိုးတက်မှုကိုကာကွယ်ဆောင်ရှောက်ဖို့စစ်တပ်ကိုခေမီအောင်လှုံ့ဆော်သွားမှမယ်လို့၎င်းကဆက်ပြောပါရယ်ရုရှားတပ်ဖွဲ့တွေဟာအင်ကာနေ့က ယူကရိန်းအရှေ့ပိုင်းဒနီပရိုမြို့ကိုဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့လို့လူ20တဦးသေဆုံးခဲ့ပြီး300ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသနာတာဝန်ရှိသူတွေကပြောပါတယ်။ရုရှားရဲ့ဒုံးကျည်တိုက်ခိုက်မှုက နေအိမ်တွေစာတင်ကျောင်းတွေနဲ့လူ900ခန့်တယ်ဆောင်လာတဲ့ခီးသည်တင်ယထားဒဇင်းကို ထိမှန်ခဲ့တယ်လို့ယူကရိန်းသမ္မတဇလန်စကီးကပြောပါတယ်။အဲ့ဒီတိုက်ခိုက်မှုဟာရုရှားရဲ့လူအသေးပြောက်များတဲ့ နောက်ထပ်တိုက်ခိုက်မှုလို့သူကခေါ်ဆိုခဲ့ပြီးရုရှားကိုတန်ခတ်ပိတ်ဆို့မှုတွေတိုးလုပ်ဖို့တောင်းဆိုခဲ့ပါတယ်။